ိသက်များအားလုံးပဲမင်္ဂလာပါရှင်။တိချက်တော်တီအောင်နဲ့စကားဝိုင်းစီစဉ်ရနေပိသက်များအားလုံးကိုကျေးဇူးပါရစေ။အဲ့တော့တိချက်ကြီးမင်္ဂလာပါ။မင်္ဂလာပါ။ဟုတ်ကဲ့။တော့တစ်ဖက်တစ်ခါတိချက်ကြီးနဲ့ဆွေးနွေးရမယ့်အချိန်ကိုထပ်ပြီးရောက်လာခဲ့ပါပြီ။ ဟုတ်ကဲ့ပါရှင်ဆိုတော့ဒီရှေ့အပိုင်းတွေကိုတောက်လျှောက်ကြည့်လာတဲ့ပရိသတ်တွေအနေနဲ့ဆိုလို့ရှိရင်လည်းမျိုးတို့တပတ်ချင်းစီတိုင်းမှာအားလုံးအတွက် တကယ်အရေးကြီးတဲ့ topic တွေကိုဘယ်လိုမျိုးဆွေးနွေးခဲ့ကြလဲဆိုတာသိကြမှာပါအဲ့တော့ဒီနေ့မှာလည်းမျိုးတို့ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ the power of language ပေါ့နော်ဆိုတော့ language လို့ပြောရတဲ့အတိုင်းလူတွေရလေဒီချိန်အဲဘာသာစကားကိုသွားပြီးတော့မြင်မယ်ထင်တယ်။အဲဒီကတစ်ချိန်ကြီးညွှန်းချင်တဲ့ language ရဲ့သဘောတဘာဝဘာဖြစ်မလဲရှင်။ဟုတ် ဟို language ဆိုတာ power language ပေါ့နော်လူတွေက language နဲ့ပဲအလုပ်လုပ်တာဟုတ်ကဲ့စကားအသုံးနှုန်းနဲ့ပဲဆက်ဆံရေးဟုတ်ကဲ့နောက်တော့ကြောက်ဆက်နွယ်မှုတွေဟုတ်ကဲ့တောင်းတော့ feeling emotion တွေဖြစ်လာတာဟုတ်တယ်ဟုတ်တယ်နော်ဒါကြောင့်မလို့ language ကအရင် powerful ဖြစ်တယ်ဟုတ်ကဲ့ချေဆိုလိုချင်တဲ့ language ကြတော့သူက ခုခဏပြောတဲ့ဘာစကားမဟုတ်ဘူးနော်ပို့ရ beyond ပေါ့နော်တာလွန်သွားတဲ့ လူတွေသတိမထားမိရဲ့ language ပေါ့နော်ဟုတ်ကဲ့အဲ့ဆိုမိမိရဲ့တွေးလိုက်တယ်ဆိုရင်စလုံးပါသွားလိမ့်ဟုတ်ကဲ့ဒီလိုအတွေးမှာလည်း language ရှိတာပေါ့ဟုတ်ကဲ့ဟုတ်အဲ့အကြောင်းကိုချင်းပြပြောမှာဟုတ်ကဲ့ပါအဲ့တော့လူတွေကနေ့စဉ်နေ့တိုင်းဒီအတုံးနှုံးတွေအာဒီလိုမျိုးအပြောဆိုတွေဒါတွေနဲ့နေထိုင်ကြရတာပေါ့ဟုတ်တယ် living with language လို့လည်းပြောလို့ရတာပေါ့နော်ဒီချက်ဆိုတော့ကိုယ့်ရဲ့စိတ်ထဲကတွေးတဲ့အတိုင်းကိုအပြင်ကပြောကြတဲ့အဲလူတွေဖြစ်တာဖြစ်တဲ့အတွက်ကို အော်စိတ်ထဲမှာဖြစ်တဲ့ခံစားချက်တွေပျော်ရွှင်နေပျော်ကောင်းမွန်တဲ့စကလုံးတွေထွက်မယ်ပေါ့နော်ဒေါသထွက်နေဒေါသထွက်တဲ့စကလုံးတွေထွက်မယ်ပေါ့နော်ဒီချက်ဆိုတော့အတယောက်နဲ့တယောက်ဒီ communicate လုပ်တဲ့ဒီဘာသာစကားပေါ့အဲဒါဘယ်လောက်ထိအရေးကြီးလဲပေါ့နော်အရေးကြီးကြီးတယ်ခါကျလို့ရှိရင် language မတုံးတဲ့ရင်ကိုယ့်ကိုယ်ကိုအဖြစ်တင်လိုက်တာမျိုးဟုတ်ကဲ့ဟုတ်ကိုယ့်ကိုထောင်ချောက်တဲ့တွင်းလိုက်တာမျိုးဟုတ်ကဲ့ခါကျရင်ပိတ်ဆို့တဲ့နေရာ နေထားကိုရောက်သွားတာမျိုးတွေอ่ะကိုတုံးလိုက်တဲ့ language ပေါ်မှာ multi ကိုကိုဘောအဲ့လိုဖြစ်သွားတတ်တာအများကြီးရှိတယ်ဟုတ်ကဲ့တီချယ်ဟာမြို့တော့อืมပြောမယ်ဆိုရင်ဒီစကားနောက်တရားပါဟုတ်တယ်ကိုပြောဆိုတုံးနှောင်းလိုက်တဲ့အကြောင်းအရာတွေကဖြစ်လာတယ်ပေါ့เนาะကိုဘာဘာဖြစ်ချင်လဲဆိုရဲ့ပုံမှာ multi ပြီးတော့အများကြီးပြောင်းလဲသွားတာပေါ့เนาะတီချယ်ဟုတ်တယ်ဥပမာမိုးလင်းလို့ထားလိုက်တာ ਨੇ စိတ်ညစ်လိုက်တာစိတ်ညစ်လိုက်တာဆိုစကားကိုတုံးလိုက်တာ ਨੇ မိမိရဲ့ခန္ဓာကိုယ် vitality ကြာဆုံးသွားတာလူသတိမထားမိဟုတ်ကဲ့ကျွန်မလည်းဆင်းရဲလိုက်တာတို့တယ်မလားစိတ်ဆင်းရဲစရာကောင်းလိုက်တာတို့အဲ့စကားတွေကမိမိဘဝကိုအဲ့နေရာကိုရောက်သွားစေတာပေါ့ဟုတ်ကဲ့တကယ်ဟုတ်နောက်တရားရှိသေးတယ်လူတွေစကားပြောတဲ့မှာ should တို့ shouldn't တို့ should shouldn't ဆိုတာမလုပ်သင့်ဘူးဟာလုပ်သင့်တယ်အဲ့လိုမျိုးပေါ့မသွားသင့်ဘူးသွားသင့်တယ်ติดเนี่ยซะสกะลงอ่ะตุ๊ม้าปอมมาเว้ย3ๆมิ้นดิโลเลุติ่นเนี่ยกว่าสื่อยินดาตู่อะผิดติ่นไหลดาโอเคมิมิโกมิแล้วงาดาไม่ไม่เลุติ่นมาล่ะ လှုပ်တက်မှာလားဆိုမိမိကိုမိမိအဖြစ်တင်နေတာပဲဟုတ်ကဲ့ဒီကြောင့်အဲ့စကလုံးတွေကိုလည်းသတိထားဖို့လိုတယ်ဟုတ်ကဲ့ဟာကျောင်းကိုတစ်ချက်ဆိုလို့ရှိရင်တနည်းအားသွားရမယ်ဆိုရှင် I should go ဆိုတာထက်ငါသွားတဲ့လို့သွားတယ်ဆိုတော့ ਨੇ I'm going ငါသွားတယ်လေဒီနေရာအဲ့လိုလေးပဲထားလိုက်တဲ့အခါကျတော့ freedom ဖြစ်သွားတာပေါ့ဟုတ်ကဲ့ဒီချက် လွတ်လပ်ပေါ်ပါတဲ့စိတ်ရရှိတာပေါ့เนาะဟုတ်တယ်ဆိုတော့မနေ့အရာ노ပြီဆိုလို့ရှိရင်ပြီးတော့ပထမဆုံးစပြီးတော့ဟိုလူတယောက်နဲ့တွေ့လိုက်ပြီဆိုလို့ရှိရင်ပြောဆိုဆက်ဆံရတာပဲပေါ့เนาะအိမ်ကမိသားစုဝင်နဲ့တွေ့ပြီးတော့လဲစကားပြောရတာပဲပြီးလို့ရှိရင်အပြင်ထွက်ပြီဆိုလို့ရှိရင်လဲလမ်းမှာစကားပြောရတာပဲအလုပ်ထဲရောက်ပြီဆိုလို့ရှိရင်လဲစကားပြောရတာပဲဆိုတော့ဒီလောက ED society မှာပြီးတော့စကားအပြောအဆိုအတုံးအနှုံနဲ့အလုံးလုံးနေကြရတာပေါ့เนาะဆိုတော့ဒီအတုံးနှုံးအပြောအဆိုက အရန်ကိုနေ့စဉ်ဘဝအတွက်အရေးအရေးကြီးရယ်ပေါ့နော်လူတစ်ဖက်သားကိုဒီတစ်နေ့တာလုံးကိုပျော်ရွှင် ပြီးတော့ကြည်နူးသွားစေတာကလည်းစကားလေးတစ်ခုဖြစ်ပြီးတော့တနေ့တာလုံးစိတ်တက်ကြအောင်စိတ်ညစ်သွားအောင်ဟိုဖြစ်သွားစေနိုင်တာလည်းစကားလေးတစ်ခုချောင်ပဲဖြစ်တယ်နော်ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့တုန်းကကဆက်နွယ်နေကြဟုတ်ကဲ့နေ့တိုင်းစကားမပြောလို့လည်းမရဟုတ်ကဲ့မြေတလင်းဆက်ဆံနေရကိုစိတ်ဆိုးနေတဲ့အချိန်မှာချက်ဆိုစကားသိမ့်မပြောတော့ဘူးဟုတ်ကဲ့ထွက်တော့မှာအဲ့တော့ဘာထူးမှာတော့နော်အဲ့တော့ခဏလေးညင်လိုက်ပြီးတော့မှာဟုတ် ကိုယ့်ကိုနောက်မှာစကလုံးလှလှလေးနဲ့ဖြူဖြူตาလေးနဲ့ပေါ့နော်ပြည်ပြည်ပြည်ကလေးပြောတာမျိုးပေါ့နော်အဲ့ဒါအရန်ရေးကြည့်တယ်နောက်မှဆိုရင်အမှုမဲ့မဲ့ထွက်လိုက်တဲ့စကလုံးတွေဟာ ဟိုဘက်မှာဘလို့ကြောက်ရောက်သွားလဲဆိုတော့ကိုမသိဘူးဟုတ်ကဲ့နော်နာကျင်ပါပြီဟုတ်ကဲ့ဟုတ်ကဲ့နာကျင်သွားတဲ့ခါကျတော့ဟိုခန်းစားချက်ကိုရောက်သွားပြီဆိုလို့ရှင်လူတွေက reaction တွေဝင်လာတာပဲလေအပြုတ်မှုတွေอ่ะအဲ့ပုံမှန်မှတခါပြန်တွေးပြန်ရောဆိုတော့ဒီစကရမ်မှာပဲလူတွေอ่ะဆိုတော့စကားအသုံးလုံးကအရင်ရည်ကြီးတယ်ဒါကြောင့်မလို့ခြေတို့တွေစီမံကိန်းဆိုလို့ရှင်လဲအငါးနှစ်စီမံကိန်းငါးနှစ်အပြည့်ကိုစောက်ကြမယ်ဆိုတော့စကားအသုံးလုံးကိုတီလိုက်တာကြောင့်မလို့အလုပ်တစ်ခုကပရောဂျက်တစ်ခုကငါးနှစ်တွင်မှာပြီးသွားတာလေ 啲交流呢個交流係咯，即係我哋叫做呢陣嘅咩啊？吧，conversation 喎，即係講呢啲交流呢啲咧，small talk 啦，small talk 就話，本身一張啦，例如 movie 一張啦，small talk，movie 让老婆睇，都差幾曬嘅，small talk 係咩咧？即係講，交流嗱呢啲，哎，我揾只嘢聊到，咪咪話 small 撇到得得，咁我咪咪交流呢，即係講呢啊，呢呢啲咩嚟咩嚟嗰個，嗰個屏幕嘅咩嚟咧，嗰個老婆界嗰啲咩嚟得得喎，好嘅，謝。 အဲ့တော့လေအော်ခုနပြောသလိုတရားရောက်ကဟိုဒေါသထွက်နေတဲ့အချိန်မှာကိုယ့်ရဲ့ emotion တော့ကိုမထိန်းနိုင်ပဲပြောလိုက်တဲ့စကားကိုကတော့အပြောလေးပဲဆိုပေမဲ့တစ်ဖက်သူရဲ့ရင်ထဲမှာအရင်နာကျင်ထိခိုက်သွားတဲ့အပိုင်းရှိရဲ့နောက်ပိုင်းဘလောက်ပဲအစဉ်ပြေပါစေပဲပြောပြောဒီစကလုံးဒီအပြုတ်မှုကိုဘယ်တော့မှမမေ့ဘူးဆိုတော့ဟာမျိုးတွေအထိလက်ဆိုင်သွားတတ်တာမျိုးလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ ငါဘာမှမလုပ်ဘူးကိုထိလိုက်ရောက်လည်းမလုပ်ဘူးနာကျင်အောင်မလုပ်ဘူးဆိုပေမဲ့ဒီလိုမျိုးစကားလေးတစ်ခုကလည်းပဲအများကြီးနာကျင်သွားစေတဲ့အပိုင်းတွေလည်းရှိရပေါ့နော်ဆိုတော့ဒီလိုမျိုးစကားအတုံးနှုံးတွေကဟိုပုံမှန်ဆိုလို့ရှိရင်တော့စိတ်လည်းထိန်းနိုင်တယ်သူ့ရဲ့ငုံမူရင်းကလည်းအလောက်ကြီးထိ aggressive မဖြစ်တော့တာမကြည့်တတ်ဘူးဆိုတော့တိတ်ပြတနာမရှိဘူးပေါ့နော်ကိုကငိုတဲ့ကလည်းစိတ်ကအဲ့လိုမျိုး စိတ်ဆိုးလွယ်တဲ့သူဆိုလို့ရှိရင်အဲ့ချိန်မှာစိတ်မထိန်နိုင်မဲနဲ့ပြောလိုက်တာသူများကအများကြီးအကျိုးသက်ရောက်မှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်ကျေဆိုအဲ့လိုလူမျိုးတွေကြတာဘလို့သူတို့ထိန်းတင်လဲပေါ့နော်ကိုကအကျင့်ပါပြီးတော့ပြောတယ်သူများကိုဒဏ်ရာတွေပဲထက်ခါတက်ခါပေးတယ်လို့ဖြစ်နေရပေါ့နော်ဟုတ်တယ်ဟိုဘလူးကောမိုအဲ့လိုမျိုးအကျင့်ရှိနေလူတွေလည်းရှိတာပေါ့နော်အဲ့တော့အဓိကတော့ဘာလဲဆိုတော့မိမိကိုမိမိသူများကလာပြောလည်းကြိုက်မှာမဟုတ်ဘူးမကြိုက်ဘူးသူများကိုလည်းပြောဖို့မပြောဖို့ကကိုစင်ကြင်ရတာပေါ့နော် awareness နဲ့နေမှရတယ်ဟုတ်ကဲ့ဟိုကိုပါဇက်ကထွက်လိုက်တဲ့စကလုံးကဘယ်နောက်ထိတာသွားတယ်လဲဟုတ်အဲ့ကြောင့်မလို့တကယ်လို့ဘလိုပဲဖြစ်ဖြစ်ဟိုမိမိကိုသူတို့ဖြစ်မိမိကိုမိမိပြောနေတဲ့စကလုံးနေရာလေမိရောလိုပဲသူများကိုလည်းပြောမိတတ်တယ်ဟုတ်ကဲ့တကယ်နော်တကယ်လို့ပေါ့နေချမ်းနေရော I have to ငါဒီလောက်ကြောက်ငါလောက်အောင်မှာပါလားလို့ချက်တွေးလိုက်လို့ရှင်လေသူ့ကိုလည်းတကယ်အဲ့လိုပုံစံမှာမင်းလည်းလောက်ကိုလောက်ရမယ်ဆိုတော့ခိုင်းမိတော့မယ်လေနော်ဆိုတော့မိမိမိရောပဲအဲ့တော့ I have to ဆိုတဲ့စကလုံးကိုတုံးလိုက်တာ ਨੇ လောက်ချင်မကင်ချင်မင်းနဲ့လောက်ရတယ်ဆိုပုံစံဖြစ်သွားတယ်ဟုတ်ကဲ့နော်အဲ့ဒါဆိုတော့တကယ်တမ်းကျတော့ you don't have to do anything လေနော်ဟုတ်ကဲ့ဘသူတမဘသူကမှလောက်ရမလို့လေဒါပေမဲ့ voluntary နဲ့လောက်ဖို့အတွက်ကျတော့စကလုံးအစ်စ်ဖန်တီးရတာပေါ့ဟုတ်ကဲ့တချို့နော်အဲ့ကြောင့်မလို့စကလုံးသုံးတဲ့နေရာမှာအရန်ရေးကြည့်တယ်။ I have to လို့ကိုယ့်ကိုသုံးလိုက်လို့ရှင်။အော် ငါကဒါယူငါလောက်ရအောင်မှာပါလားဆိုတဲ့ပုံစံဖြစ်တော့လေးလံပါလေးလံပါဟုတ်ကဲ့အဲ့လိုမှမဟုတ်နဲ့ I just to do it ဟုတ်ကဲ့ငါရွေးချယ်ဒီလုပ်ကိုလုပ်တာဟဲ့ကိုကိုကိုဆိုလို့ရှိရင်တော့ ပုံဘလကမပပပပနဲ့ဟုတ်ကဲ့အလုံးလုံးရတာပေါ့အဲ့နေရာပျော်ရှင်တဲ့နေ့လည်းဖြစ်ပါလိမ့်မယ်ဟုတ်တယ်ဒီချက်နောက်ပြီးတော့မြန်မာစကားပုံမှာလည်းရှိပါတယ်ဟိုကြမ်းကြုံရင်နှုတ်လို့ရတယ်စကားကြုံရင်နှုတ်လို့မရတော့ဘူးပေါ့နော်ဆိုတော့ဟိုဘလောက်ပဲနောက်ပိုင်းမှာပြန်ဖြီပြန်ဖြီကိုပြောထွက်လိုက်တဲ့စကားလုံးအတုံးတုံးတွေကတစ်ဖက်သူရဲ့ရင်ထဲကိုသွားပြီးတော့ထိတာဖြစ်တဲ့အတွက်ပြီးတော့အဲ့စကားကိုမထွက် မိခင်ကတည်းကအပြန်အပြန်အလန်လန်ကိုကိုတေချာဆင်ခြင်းသုံးသက်တဲ့အလေးထားကောင်းလဲရှိတဲ့နယ်လို့ထင်တယ်ဟုတ်တယ်ဟုတ်တယ်စကားသုံးလုံးကိုရန်ကိုဂိူးဆိုင်ရမယ်ဟုတ်ကဲ့အဲ့တော့ဟိုဒါကတချို့ကလည်းအပြင်လူတွေနဲ့ဆိုလို့ရှိရင်အရန်ဆင်ပြေရယ်ပြင်လူတွေကိုစကားပြောတဲ့အခါမှာအမှယဉ်ကျေးရယ်ပေါ့အဲ့နောက်ပြီးတော့ဟို ူအလိုလိုက်ပြီးတော့အဆင်ပြေအောင်ပြောတတ်တယ်ပေါ့ဒါပေမဲ့ तू လုံးလို့ရတဲ့ तू तू comfort zone လို့သတ်မှတ်ထားတဲ့ तू သူ့ရဲ့မိသားစုဖြစ်ဖြစ်မဲ့သူ့ရဲ့ partner ဖြစ်ဖြစ်မဲ့တငယ်ချင်းလည်းဖြစ်ဖြစ်မဲ့အဲ့လိုလူတယောက်ပေါ်မှာကြတော့ဟိုဒါအများကြီး तू များနဲ့မတူလောက်အောင် तू ပြောမှုပြုမှုဆက်ဆံပြောဆိုတာမျိုးကြီးလည်းရှိတတ်ကြတယ်ဒီချက်ဟုတ်တယ်ဟုတ်ကဲ့ဒီလိုလူမျိုးကြီးကြတော့ အဲ့ဒါလူရဲ့ဟိုပါတဘာဝတဘာဝနိကက်ဆုံးလူအချက်ဆုံးလူပျော်လို့ရတယ်သူပျော်လို့ရတယ်ဆိုမှလေပို့ပြီးတော့နာကျင်ထိခိုက်တတ်ကြတယ်ဟုတ်ကဲ့တေချာဘာဖြစ်လို့လဲဆိုတော့အပြင်းလူတက်လို့လို့မရဘူးဆွေးထုတ်ခံမှာပေါ့ဟုတ်တယ်မလားတော့တမယောက်တိခန့်လားတမယောက်ဒီမှာကို့မိသားစုပုံမှာကြာရောက်တာဟုတ်ကဲ့တကယ်တမ်းကျတော့အချင်းချင်းနေတဲ့လူကပို့ပြီးတော့ထိခိုက်ကြတယ်ဟုတ်ကဲ့အဲ့ဒီစကလုံးအတုံးလုံးနေရလေဟိုခြေတို့အိမ်မှာဆိုလို့ရှင်မိုးလင်းတာလဲဒီလိုစကလုံးတွေတုံးမဲ့အစားပေါ့နော်ဟုတ်ကဲ့ခြေတို့ငငယ်တွေက သုံးယောက်ဝိုင်းထိုင်လို့ရှင်ဒီနေ့သားပါလောက်ချင်တာလေဟုတ်ကဲ့မမရတော့ဒီအစီအစဉ်ရှိတယ်တက်ပေါ်တောင်နှစ်တယောက်ကလေးဟိုဟိုပြောမယ်ဆိုလို့ရှင်တော့ဟိုအကုန်လုံးစကားလုံးကိုချောချောမမောလေးနဲ့ပြပြပြကလေးပြောခြင်းအဖြစ်ခွန်အားတွေယူကြယူကြဟုတ်ကဲ့တည်ချင်เนาะအဲ့ဒါဆိုတော့တက်နိုင်လို့ရှင်တော့မိသားစုမှာမှာကြားထဲမှာယဉ်သိတဲ့စကားလုံးမသုံးရင်တော့လေ ဟိုပို့ပြီးတော့ချစ်လို့ရတာဟုတ်တာပေါ့တကယ်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုဒါ encourage လုပ်ရမှာလေကို empower ပေးရမှာဟုတ်ကဲ့တူနဲ့တူမိသားစုဆိုအရင်ရေးကြည့်တယ်လေဟုတ်ကဲ့အပြင်ဘက်ကလိုက secondary ဒါအိမ်မှာတနည်းနည်းဒူဒူနေနေတာမျက်နှာချင်းဆိုင်နေတဲ့လူတွေကြတော့ကိုကဘလိုပဲဖြစ်ဖြစ်ဟို empower empower ဆိုခွန်အားလေးတွေပေးရမယ်เนาะမြောက်ပင့်ပေးရမယ်သူဘာလေးလုပ်ချင်လဲဆိုအဲ့လိုစကားလုံးလေးကိုရွေးပြီးသုံးခြင်းအားဖြင့် positive attitude ဖြစ်တာပေါ့ဟုတ်ကဲ့ဟုတ်တယ်မလားเนาะတောင်းနေတောက်လဲ acknowledge appreciate ဖြစ်တာမျိုးလေးတွေပေါ့အဲ့စကားလုံးလေးသုံးပေးခြင်းအားဖြင့်ဒီအိမ်ကဘလိုပဲဖြစ်ဖြစ်ပျော်ပျော်ရွှင်ရွှင်နဲ့ကြည်ကြည်လင်လင်တားရတာပေါ့เนาะဟုတ်တာပေါ့တောင်းနေတောက်အားကိုးမှုလေးလည်းဖြစ်လာတာဟုတ်ကဲ့ဟောင်းအဲ့တော့ဟို ဟိုပြောလို့ရရဲဆိုတဲ့သူတိုင်းလည်းကိုကအဲ့လိုမပြောပါနဲ့ပေါ့နော်ကိုကတစ်ဖက်ပေါ်မှာတိခန့်ခဲ့ရတယ်ဒီတစ်ဖက်ကိုတော့ပို့ပြီးတော့ပြောလိုက်မယ်ပို့ပြီးနင်းလိုက်မယ်ဆိုတာကလည်းဒါကောင်းမွန်တဲ့ communication နဲ့ society ဖြစ်လာမှာတော့မဟုတ်ဘူးပေါ့နော်ဒီချက်အဲအဲ့တော့နောက်တစ်ခုကကြတော့ဒီလူတွေကပေါ့နော်သူ ူအဆင်ပြေနေတဲ့အချိန်မှာသူ့ရဲ့ energy ကောင်းမွန်တဲ့အချိန်မှာတော့ကောင်းမွန်တဲ့စကလုံးတွေထွက်လာဖို့လွယ်ဆိုမဲ့သူအဆင်မပြေတဲ့အချိန်မှာတော့တေးကြတယ်။သူ့ရဲ့အတွေးကအဆင်မပြေတဲ့အတွက်ကောင်းမွန်တဲ့စကလုံးလည်းမထွက်လာသလိုကောင်းမွန်တဲ့အပြုတ်မူကောင်းလည်းထွက်လာမှာမဟုတ်ဘူးဆိုတော့အရာရာတွေမျိုးတော့စိတ်ကနေစတင်တယ်လို့ပြောလို့ရတာပေါ့နော်။ကိုယ့်ရဲ့စိတ်ကတွေးသည့်ကြံစည်သည်များကိုအပြင်ကပြောတယ်ပြီးတော့ action ကလိုက်တယ်ပေါ့နော်။ဆိုတော့ပထမဆုံးတွေးလိုက်တဲ့အရာပေါ့နော်။ဒေါသထွက်ရင်လည်းထွက်တဲ့အလင်းရောက်စိတ်ဆိုးရင်လည်းဆိုးတဲ့အလင်းရောက်ပေါ့။အဲ ဒီအရာတွေအကုန်လုံးကတွေးတဲ့အလိုက်ကိုအပြင် action light လောက်တာဆိုတော့လေဒီချက်ဆိုတော့အဲ့အချိန်မှာကိုက blue awareness မျိုးထတဲ့လဲပေါ့နော်ဟုတ်တဘောကတော့ဟိုတွေးလိုက်တယ်ထားတွေးပြီးမှကိုကခံစားသွားတယ်ထားခံစားသွားတဲ့ခါကျမကြိုက်နဲ့တက်တဲ့ခံစားတာမျိုးပေါ့ဟုတ်ကဲ့ဆိုကပြောချင်လာပြီလေဟုတ်ကဲ့နော်ခံစားမှုကကြိုက်နဲ့တက်တာနဲ့မကြိုက်နဲ့တာလို့ရှိတာပြောချင်လာပြီဆိုလို့ရှိရင်တစ်ချက်မျိုးသားဆိုအမြဲတမ်းပြောတယ်ဟုတ်လူတိုင်းလူတိုင်းကတော့ကိုယ့်ရှိမှာကြိုက်စာကြည့်ဖြစ်နေမှာမဟုတ်ဘူးတဲ့။ဟုတ်ကဲ့။အဲ့တော့ကြိုက်ကြိုက်မကြိုက်ကြိုက်ပေါ့နော်။ကောင်းမွန်တဲ့စကားပြောကြရမှရှိနော်။နှုတ်ပိတ်လိုက်တာကောင်းနေတယ်။ ဟုတ်ကဲ့အဲ့ဒါဆိုတော့ဟိုဘလိုခေါမလဲဆိုလို့ရှိရင် အော်သူ့ကိုဗျောင်ကြီးပြောလိုက်တာမျိုးဆိုတာထက်ပေါ့နော်ဒါပြောချင်ရင်လေကိုယ့်ဟာကိုယ်တခြားပုံစံနဲ့ပြောပေါ့ဒါပေမဲ့ဟိုရွယ်ပြီးစောင်းပြောတာမျိုးလို့ပါလို့ပေါ့နော်သူ့ခေါင်းကိုထုလိုက်တာမျိုးလို့ဟုတ်ကဲ့ဟိုဘလိုခေါမစိတ်ထဲမှာမခံချင်မခံတာပြောလိုက်တာမျိုးပေါ့အဲ့လိုမျိုးတွေကကိုကနေတော့မှတကယ်လို့ပေါ့နော်ဟိုအဖြုံးမျိုးတခြားပြောစရာအကောင်းမရှိတော့ထားဒီနေ့မှာဟုတ်အဲ့ဆိုရင်ဘာမှမပြောဘဲနေလိုက်တာကောင်းတယ်တကယ်လို့ ကောင်းတာလေးပြောစရာရှိတော့ချီးမွမ်းပေးလိုက်တာဟုတ်ကဲ့တူချေအဲ့ဒါမျိုးလေးတွေလည်းကိုကထိမ့်သိမ့်ပေါ့လုံးဝဆိုရှင်အလေးချင်လုံးမယ်ဆိုလို့ရှင်တော့ကို့အတွက်လည်းကောင်းတယ်ဟုတ်ကဲ့တူသူများအတွက်လည်းကောင်းတာဟုတ်တာပေါ့အလူရီရဲ့တဘောတဘာဝကလည်းအားလုံးကအတူတူပဲပေါ့နော်ဒီချက်ချိုးသားရင်ကျေးစွာနဲ့ပြောပြီးတော့ခိုင်းတာလေးပဲဖြစ်ဖြစ် request လုပ်တာလေးပဲဖြစ်ဖြစ်ပို့လုပ်ပေးချင်ကြတာနော်အဲ့ခါကြတော့မှလေဟုတ်တယ်ဟို ကျန်လဲအရင်တော့အဲ့လိုကျန်တက်တဲ့စကားပဲထွင်အဲ့နာမှာမနေချင်းဟုတ်ကဲ့နောက်ပိုင်းကျတော့လေကိုကကျန်တက်တဲ့စကားပြောတဲ့လူကိုက request လုပ်လိုက်တာဟုတ်ကဲ့တကယ်အမ် doesn't work for me ပေါ့ငါတို့လုံးမဖြစ်ဘူးညီတို့လေးပြောင်းပြောကြည့်ပါလားဟုတ်ကဲ့ communication လုပ်လိုက်တာပေါ့ဟုတ်ကဲ့တဲ့ခါကျ तू ပြောတာမပြောတာအပါထားလေဒါပေမဲ့ကိုကပြောပြီးသွားလို့ရှိရင်ကိုကစံတန်းတဲ့စကားလာလာမလားကိုရှိမရောက်မရောက်တော့ဘူးအဲ့တော့ discipline လိုမျိုးချေလို့ရမလို့တော့ဟုတ်ကဲ့အဲ့လေးတစ်ခုပေါ့ဟုတ်ကဲ့ဟုတ်ပြီးတော့နောက်တစ်ခုကကျတော့သူများကကိုပြောတာမျိုး ူများပေါ်ကြားရောက်တာထက်ကို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 ပြောပြီးကိုကိုကြားရောက်နေရလေရှိရရှိရပေါ့အဲ့ conversation อ่ะဟုတ်ကဲ့ဒီအတုံးလုံးနေဟာခါကြလို့ရှင်လဲ must ကိုကတော့ဖြိုးမိပြောသလိုပေါ့ဟုတ်စီကနဲ့ကိုထည့်ထားလိုက်တယ်ဟုတ် MUST 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 ဒီလိုကိုဖြစ်မှဖြစ်ကိုနေရမယ် ဲ့လိုပြောရင်လုံးဝမကြိုက်ဘူးဘယ်လိုမကြိုက်ဘူးဆိုလို့ရှိရင်လေကိုယ်တည်းလည်းဒုက္ခရောက်တယ်တခြားတွေဒုက္ခရောက်တယ်ဆိုတော့အချင်းချင်းဆက်နွယ်တဲ့ခါမှာရင်းနှီးမှုမရှိတော့ဘူးမရှိတော့ပြောတဲ့တယောက်ကစိမ့်ကုန်ကြတာမျိုးဟုတ်ကဲ့ဒီလမ်းခွဲသွားရင်ရှိတယ်ဟုတ်ကဲ့အဲ့ mat ဆိုတာကိုလည်းကိုကအရင်ကြီးသုံးလို့မရဘူးမရဘူးဟုတ်ကဲ့ဒီ flexible တော့ထားရမယ်အဲ့တော့ငါကဒီလိုဖြစ်ကိုဖြစ်ရမယ်ဆိုလို့ရှိရင်မဖြစ်တဲ့ခါကျရင်ဘယ်လိုလုပ်မလဲဟုတ်ကဲ့အဲ့ကြောင့်လို့ဒီဖြစ်တဲ့ဖြစ်တဲ့နဲ့ဖြစ်ထိုက်တယ်ဖြစ်ကိုဖြစ်ရမယ်ဆိုစကလုံးကိုသုံးရင်လည်း ့ကိုကိုဘွားအချင်းကြုံတွေထိုက်လိုက်တာနဲ့အတူတူပဲ flexible မရှိတော့ဘူးเนาะဟုတ်ကဲ့ဟုတ် အဲ့လိုမျိုးကိုယ့်ကိုခွင့်လွှတ်မှုမရှိတော့မရှိတော့ဘူးဟုတ်တယ်အဲ့ဒါလေးတွေသတိထားရမယ်သတိထားရမယ်ရေမိမေကအဲ့လိုသူများနဲ့တခြားရရဆိုလို့ရှိရင် flexible ဖြစ်တတ်တယ်ဒါဟိုသဘောကောင်းတယ်ဒါကိုယ့်ကိုတော့ပြောတာပေါ့အဲ့လိုမျိုးခန့်စိတ်ထဲမှာအဲ့လိုရှိရဆိုမယ်အတုံးနှုံးနဲ့ပတ်သက်တာရင်တီးရဆိုမျိုးကလက်မခံနိုင်ဘူးအဲ့လိုပြောလိုက်ပြီဆိုချက်ချင်း response အရင်မြန်တယ်ငါအဲ့လိုပြောရလားဟုတ်နော်ဆိုတော့ဒါကလည်းကိုယ့်ကိုစင်ကျင်ပြီးတော့သုံးသက်စရာပေါ့နော်ဒီချက်အဲ့တော့ဒါပြမိတို့ကဒီ language လို့ပြောတဲ့အခါမှာပထမဟိုပထမအဆုံးသူများအောင်မပြောခင်မှာအဲ့ရနူနူချင်းခုနတိချက် ်ပြောရတဲ့မှာလည်းပါခင်ဗျားဘာအတွေးတဲ့ရောက်လာလဲဆိုတဲ့အရာကနေတနေ့တာလုံးကိုသွားမှာဖြစ်တဲ့အတွက်ဟိုဒီနေ့ရောဘာလို့ဆရာအများကြီးရှိသေးတယ်ဒီနေ့ရောငါဆင်းရလိုက်တာအဲ့လိုမျိုးနိုးထတဲ့အရာကပြည့်အတွက်ကောင်းမွန်တဲ့တနေ့တာဖြစ်စီမှာမဟုတ်ဘူးပေါ့နော်အဲ့အတွက်ဒီချက်ဒီလိုမျိုးကောင်းမွန်တဲ့တနေ့တာကောင်းမွန်တဲ့အဲရတတပတ်တာအဲ့လိုမျိုးလေးဖြစ်ဖို့အတွက်မျိုးဘယ်လိုမျိုးစိတ်သက်လေးနဲ့ဘယ်လို language တွေနဲ့သွားရမလဲပေါ့နော်ဟုတ်ပြောမယ်ဆိုတော့ positive negative language မှာလည်းရှိတယ်ဟုတ်ကဲ့အဲ့တော့ language တွေမှာဟို ကိုယ့်အတွက်ခွန်အားပစ်စီတဲ့ language ရှိတယ်ခွန်အားကျစီတဲ့ language ရှိတယ်အဲ့တော့ကိုယ့်ရဲ့လက်ထက်မှာပဲရှိတယ်ဟုတ်ကဲ့အဲ့တော့ကိုယ်ခွန်အားတက်စီတဲ့ language ကိုယူသုံးပါပေါ့ ဘယ်လိုခေါ်မလဲဆိုဟိုးတော့အောင်ဟောခဲ့သေးတယ်လေနော်ဟိုစကားနောက်တရားပါဆိုတဲ့အတိုင်းဟုတ်တယ်မနော်တခါစီပေတာထီတာဟုတ်တယ်အဲ့ဒါမျိုးတွေပေါ့နော်အားကြောင့်မို့ကိုယ့်ရဲ့ပါဇက်ကနှုတ်ကထွက်တဲ့ဥစ္စာကလေကိုယ့်ဘာဖို့ဖြစ်စီတယ်ကိုယ့်ရဲ့နှုတ်ကထွက်တာကိုဟိုဘယ်လိုခေါ်မလဲ powerless ဖြစ်ဖြစ်စီတယ်အဲ့ဒါကိုသတိလေးထားရမယ်ခါကျရင်ချေကြည့်တယ်လေဟိုအညတရသမားလေးတွေကရေးထားတာလေအဲဘာလို့ကိုယ်နှိမ့်ချလိုက်နှိမ့်ချတာလေညှိုးငယ်သူလေးတို့တိရမအသေးကွဲ တမားလေးအဲ့မျိုးကြီးလေးဆိုတာလေအဲ့ဒါလေးတရားလေးဟိုစကားနောက်တရားပါဖြစ်တဲ့တိလာနော်ပြောလေငါမလုံနိုင်ပါဘူးတို့အဲ့လိုကြီးပြောတာတွေရလဲလေဘယ်တော့မှမလုံကြည့်ရသေးဘူးနဲ့မလုံနိုင်ပါဘူးဆိုအဲ့လုတ်ကလုတ်ကိုမလုံနိုင်တော့တာမျိုးပေါ့နော်အေးဒါတွေမကအောင်နော်ခုရှိသေးတယ်တချို့ဆရာဆိုအများန်းတင်ပြီးတယ်အငါမှပတ်စံမရှိဘူးနော်ဒါကြောင့်ငါကားမဝင်နိုင်ဘူးပေါ့နော်အဲ့ဆို तू ကလေဟိုအဲ့ကြောင့်မလို့ तू ကဘလို့လဲဆိုတော့ပတ်စံမရှိလို့ ကောင်းမွန်နိုင်တော့ဘူးဆိုတော့ကောင်းမလို့ခြင်းတော့ဘူးလို့ပြောလိုက်တာနဲ့အတူတူပဲတဲ့သူကအမှန်မှန်ဆိုလို့ရှိရင်ပတ်စံမရှိတာတက္ကနာထားရမယ်ကမွေနိုင်တာတကယ်လားဆိုတော့အဲနဲ့ဆက်ခိုင်းတာပေါ့နော်ငါမှပတ်စံမရှိဘူးပြီးတော့ငါကောင်းမွေလိုက်အဲ့လိုသွားခိုင်းတာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ငါမှပတ်စံမရှိဘူးနော်မရှိလို့ပေါ့မရှိလို့ပေါ့နော်အဲ့တော့ငါကောင်းမွေနိုင်ဘူးဟုတ်ကဲ့မဖြစ်လို့လဲဆိုတော့ပတ်စံမရှိလို့အဲ့တဘောမျိုးပေါ့ဆိုတော့အဲ့လိုလေးသုံးလုံးလေးတွေလိုအပ်တယ်ပေါ့နော်ချင်းချင်းလှုပ်ဖို့ပေါ့နော်ဟုတ်ကဲ့ ဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာဒါတွေးတောကြံစည်တဲ့အကြောင်းအရာတွေကကိုယ့်ရဲ့နှုတ်ဖြားကနေ language တစ်ခုအနေနဲ့ထွက်လာတဲ့အခါမှာဒါက powerful ဖြစ်တဲ့ language ဖြစ်ဖို့ပြီးတော့သူများကိုလည်းနာကျင်ထိခိုက်စေတဲ့စကား communication ဘိုင်းတွေမဖြစ်စေဖို့အတွက်အများကြီးသိလိုက်ရပါတယ်။ဒါဆိုလို့ရှင်လည်းပြန်ပြီးတော့စဉ်းစားသုံးသပ်ရမယ့်အပိုင်းတွေလည်းသိလိုက်ရတယ်ဆိုတော့ဒီချက်ကျေးဇူးအများကြီးတင်ပါတယ်။ ဖတ်ခဲ့ပါရှင်အဲဒီနေ့ရောမြေတို့က the power of language ပေါ့နော်ဆိုတော့ဒီတရားနဲ့တရားထိတွေ့ဆက်ဆံ communication လုပ်တဲ့ဘာသာစကားတွေကဘယ်လောက်ထိလူသားရဲ့နေစဉ်ဘဝမှာအရေးကြီးလဲဆိုတာပြပြခဲ့တာပါအဲတော့ဒီနေ့ရဲ့အစီအစဉ်မှာအချိန်ပေးပြီးတော့ tissue အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ပြီးတော့တွေ့ဆုံပါရစေရှင်